ကဲအားလုံးပဲမင်္ဂလာပါကိုရင်ပတ်ဆိုင်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့နားဆင်သူတွေမရောက်ဖူးသေးတဲ့နေရာ၃ခုကိုကျွန်တော်ခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဒီနေရာ၃ခုကတော့တကယ်ကိုစိတ်ဝင်စားပြီးတော့ထူးဆန်းတဲ့အရာတွေနဲ့ပြည့်နေနေပါတယ်ဟုတ်ကဲ့ပါစီစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို live follow နဲ့ subscribe လေးလုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျနံပါတ်1 Spot Tech Lake ဒီကိန်းကတော့ကနေဒါနိုင်ငံ ဗြိတိရှကိုလံဘီယာပြည်နယ်အိုဆိုယော့စ်မြို့ရဲ့အနောက်မြောက်ဘက်မှာတည်ရှိနေပါတယ်။ဒီရေကန်ထူးခြားချက်ကတော့တခြားရေကန်တွေနဲ့မတူဘဲနဲ့ထူးခြားတဲ့အသွင်မြင်ကြောင့်ကမ္ဘာမှာလူသိများနေတာဖြစ်ပါတယ်။နေရာဒီကိုရောက်တဲ့အခါမှာရေတွေကအငွေ့ပြန်သွားပြီးတော့ရေကန်မှာတတ်ထွတ်တဲ့အများပြားပါဝင်တဲ့ရေကန်အကွက်လေးတွေကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကွက်လေးတွေကအယောင်မျိုးမျိုးရှိကြပြီးတော့အဖြူရောင်အဝါရောင်အစင်းရောင်အပြန်ရောင်စတဲ့ အယောင်တွေအနေနဲ့အကွက်အကွက်ကလေးတွေဖြစ်ပေါ်လာပါတယ်။ရေကန်ထဲမှာမဂနီဆီယမ်ဆာလဖိတ်၊ကယ်လ်ဆီယမ်နဲ့ဆိုဒီယမ်ဆာလဖိတ်စရှိတဲ့တထုဓာတ်တွေအများအပြားပါဝင်ပါတယ်။ဒီတထုတွေရဲ့ရာဂိုင်နှုန်းအချိုးအစားပေါ်မူတည်ပြီးတော့အကွက်လေးတွေရဲ့အယောင်တွေအကွက်ပြားခြားနားသွားပါတယ်။ဒီရေကန်ကိုဒီသကန်ဥကနာကန်လူမျိုးတွေကလစ်လုတ်လို့ခေါ်ကြပြီးတော့သူတို့အတွက်အထွတ်မြတ်ထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ သူရဲ့ရှင်ရွေးပုံမြင်တွေအရတော့ဒီရေကန်ရဲ့ရေနဲ့ရှင်စေးတွေဟာစေးဖက်ဝင်တယ်လို့ယုံကြည်ကြပါတယ်။ပထမကဘာစစ်တွင်းကလည်းဒီတက်ထုတက်တွေကိုစစ်လက်နဲ့ပြုလို့ရမှာအသုံးပြုခဲ့ကြပါတယ်။ဒီရေကန်ဟာအဝေးပြေးလမ်းမကြီးရဲ့ဘေးမှတရှိပြီးတော့လမ်းဘေးကနေတော့ plan မိကြည့်ရှုလို့ရပါတယ်။ဒါပေမဲ့ရေကန်ပိုင်ရှင်ဖြစ်တဲ့ဥက္ကနာကန်လူမျိုးကတော့သူတို့ရဲ့အထုံးမြတ်ထားရနေရဖြစ်တဲ့အတွက်ရေကန်တွေကိုဝေးရောက်ချင်းကိုကန့်သက်ထားပါတယ်။ spotted lake ဟာတဘာဝတရားရဲ့ထူးခြားဆန်းပြတဲ့လေယာဉ်တစ်ခုဖြစ်ပြီးတော့ကမ္ဘာပေါ်မှာတွေ့ရခဲ့တဲ့နေရာတစ်ခုလည်းဖြစ်နေပါဗျ။နံပါတ်1 The Giant's Causeway ဒီ The Giant's Causeway ကတော့မြောက် Ireland Antran Gain Road မှာတရှိတာဖြစ်ပြီးတော့ထူးထူးခြားခြားဆန်းဆန်းပြပြနဲ့တဘာဝအံပွဲတစ်ခုဖြစ်ပါဝင်နေပါဗျ။ဒီနေရာဟာထောင်ပေါင်းများစွာသောထက်တူကျနေတဲ့ဘေးစကြောက်တိုင်တွေနဲ့ဖွဲ့စည်းထားပြီးတော့ကမ္ဘာပေါ်မှာအံ့ဩဖွယ်အကောင်းဆုံးသောဘူမိဗေဒဆိုင်ရာအံ့ဖွယ်တွေတဲကတစ်ခုလည်းဖြစ်ပါတယ် ဒီပေးဆဲကြောက်တိုင်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း90 60လောက်ကတည်းကမီးတောင်ပောက်ကွယ်မှုတစ်ခုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်မီးတောင်မှထွက်လာတဲ့ချော်ရည်တွေအိခဲသွားတဲ့အခါမှာကျုံသွားပြီးတော့အက်ကွဲရာကနေဖြစ်ပေါ်လာတဲ့ရှောက်တောင်ပုံကြောက်တိုင်တွေဖြစ်ပါတယ်တခြားပုံစံတွေလည်းရှိနေပါတယ်ကြောက်တိုင်ပေါင်း၄သိန်းခန့်ရှိပြီးတော့ क्वे ပြားတဲ့အရွယ်အစားနဲ့အမြင့်တွေရှိနေပါတယ်ဒေသခံတွေရဲ့ဒေနာရီရကတော့ Ayama Giant Finns Masku က Scotland က Ayama Giant Bentona နဲ့တိုက်ခိုက်ဖို့အတွက်ဒီလမ်းကြောင်းကို ဖန်တီးခဲ့ကြတယ်လို့ဆိုပါတယ်။ Ayama ကြီးနှစ်ဦးရဲ့ဒေါသကြောင့်ကြောက်ဆောင်တွေကိုဖြစ်ပေါက်ရာကနေပြီးတော့ယခုလက်ရှိအခြေအနေကို ရောက်ရှိလာတယ်လို့ဒဏ္ဍာရီကဆိုပါတယ်။1986ခုနှစ်မှာ UNESCO ကကမ္ဘာအမွေအနှစ်နေရာတစ်ခုဖြစ်သတ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒီတကြိုင်ကတ်ဆွေနဲ့ကတ်ဆွေကိုစ်ကိုထူးခြားတဲ့ဘူမိဗေဒဆိုင်ရာအရေးပါမှုနဲ့တဘာဝအလားကြောင့်ကဘာအမွေနှစ်နေရာဖြစ်သတ်မှတ်ထားခြင်းကိုခံရပါတယ်။နှစ်စဉ်တိုင်းကဘာတဝမ်းကခီးသွဲဧည့်သည်တွေအများပြားလာရောက်ပြီးတော့လဲပက်ကြပါတယ်။ဒီတကြိုင်ကတ်ဆွေရဲ့ထူးခြားတဲ့ရှုခင်းနဲ့တဘာဝအလှပတွေကလဲပက်သူတွေအတွက်ကိုအံ့အားသင့်စေခဲ့ပါတယ်။တကြိုင်ကတ်ဆွေဟာတဘာဝတရားရဲ့အံ့မွေတွေကတစ်ခုဖြစ်ပြီးတော့သမိုင်းဝင်တဏှာယူနေလဲပြင်းထန်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ။ဒါကြောင့်လဲဒီနေရာဟာကဘာတဝမ်းကခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်။နံပါတ်3 Door to Hell ငယ်တကားလူလူတီများတဲ့ Davasa Gas ချိုင်ဝင်းကတမင်နစ်စတန်နိုင်ငံ Coracon တဲကန်နိုင်ငံအလဲမှာတည်ရှိနေပါတယ်။ဒီနေရာဟာနှစ်ပေါင်း90ကျော်မီတောက်နေတဲ့တဘာဝ Gas ချိုင်ဝင်းတစ်ခုဖြစ်ပြီးတော့ထူးခြားဆန်းကျယ်တဲ့မြင်ကွင်းကြောင့်ကဘာတဝမ်းကခီးသွားတွေကိုဆွဲဆောင်နေပါတယ်။ဖြစ်ပေါ်လာပုံကတော့1982ခုနှစ်မှာဆိုဗီယက်ပညာရှင်တွေဟာတဘာဝတံငွေရှာဖွေဖို့အတွက်ဒီနေရာမှာတူဖော့ခဲ့ကြပါတယ်။ ူဖော်နေစဉ်အတွင်းမှာပဲမြေရောက်ကိုတစ်ခုကိုမတော်စားထိခိုက်မိပြီးတော့မြေပြိုကျရာကနေကြီးမားတဲ့ဂျန်ဝင်းကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီဂျန်ဝင်းထဲမှာအစိတ်ရှိတဲ့ guest တွေထွက်လာပြီးတော့ပညာရှင်တွေက guest တွေကိုမီးရှို့လိုက်ပြီးရဲ့အနေငယ်အကြမှာပဲမိငိမ့်သွားမယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်ထိမီးရမငိမ့်မဲနဲ့ဆက်လက်တောက်လောင်နေတာကတော့ဒီနေ့ထိပါပဲ။ဂျန်ဝင်းရဲ့အချင်းဟာမီတာ90ခန့်ရှိပြီးတော့အနက်ကလည်းမီတာ30ခန့်ရှိပါတယ်။ဂျန်ဝင်းအတွင်းမှာမီးရောက်တွေကအမြဲတမ်းတောက်လောင်နေပြီးတော့ညဘက်ဆိုရင်ပိုပြီးထင်ရှားတဲ့ရင်ကွင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။မီးသိမ်းတန်းငွေတွေလောင်ကျွမ်းနေခြင်းပဲဖြစ်ပါတယ်။ဒေါတူဟဲဟာကဘာပေါ်မှာထူးခြား ြာစမ်းကြေဆုံးသောနေရာတွေကတစ်ခုဖြစ်ပြီး22တိုင်းခီးသွွားများစွာလာရောက်လည်ပတ်ကြပါတယ်ဒီနေရာကိုတွားရောက်လည်ပတ်ဖို့ဆိုရင်တော့ Tamenistan နိုင်ငံရဲ့ခွင့်ပြုချက်ရဖို့လိုပါတယ် Turkmenistan ဆိုရဟာသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေနဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေကြောင့်ဒီကြံဝန်းကိုပိတ်သိမ်းမှုအတွက်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါသေးတယ်ဘော်ဒူဟဲဟာ တဘာဝတရားရဲ့အံ့ဩဘွက်တစ်ခုလားဒါမှမဟုတ်လူသားတွေရဲ့အမှားတစ်ခုလားဆိုတာကိုတော့ငင်းကုန်နေကြဆဲဖြစ်ပေမဲ့ဒီနေရာဟာကမ္ဘာပေါ်မှာအထူးခြားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးနေရာတွေကတစ်ခုဖြစ်နေတာကတော့အမှန်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ။နောက်ပတ်တွင်မှလည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တစ်ခါပြန်လာခဲ့ပါအောင်မယ်။ကျွန်တော်ရဲ့ channel လေးကို like follow နဲ့ subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။